ဲဒယ်ရီမိမတစိမ်းမို့လို့စိတ်ငြိမ်းရတဲ့ထောင်းဟိုငါ့အတော်ရင်ရပါလာလာပြီးအာယုံနှောက်နေတာတကယ်ပါဟဲ့ပိုင်ကြီးဟာနဲ့လေဘယ်ဘဝရေးဆက်ဆိုးဝစ်ကြွေးမှန်းကိုမသိဘူးဒီကမှာတော့လေဒါဟို character တွေရောဒီပါဝင်တဲ့ character တွေအားလုံးဟောလေအဲ director ဒါဦးမင်းဦးပေါ့နော်ဦးမင်းဦးကတခြားလေသူအဲကင်တွေနိုင်နေအဲဒီ ိုက်တင်ပိုင်းနေမှာဆိုလည်းအကုန်လုံးချိန်ပေးနိုင်တယ်ပေါ့နော်ဒါဟိုရွှေရွှေအတွက်ကလည်းဒါကိုယ့်ရဲ့စင်ညာလည်းဖြစ်တယ်ဆိုတော့သူဆရာနေပြီးတော့မှအိုက်တင်ပိုင်းဆိုင်ရာတင်ယူဆရာကြီးလည်းအများကြီးရှိတယ်လို့အခုလိုဟိုဒရိုက်တာလုပ်တဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်ဒါအုံမင်းဦးနဲ့ကဒါဒရိုက်တာအနေနဲ့ရွှေရွှေအတွက်ပထမအဆုံးမှာရီကိုကောင်းကောင်းလေးထိန်းချုပ်ပေးနိုင်တယ်အိုက်တင်ပိုင်းမှာလည်းချိန်ပေးနိုင်တယ်ဟိုဟို ဒီဒီဒီကိုက်တာတစ်ခုပေါ်မှာပေါ့နော်ဒီလမ်းမှန်ရအောင်လို့သူအဲထိန်းချောင်းပေးနိုင်တယ်ပေါ့ဆိုတော့အဲသူဆီကနေလေအိုက်တင်ပိုင်းဆိုင်ရာတွေရောဒီအဲအကိုက်တာပေါ်မှာထားရမယ်စိတ်နေစိတ်ထားတွေရောအားလုံးတင်ခဲ့ရတဲ့အပိုင်းတွေအများကြီးပါပဲဟာအရှူရိုးအနေနဲ့အဲဟို ကိုယ့်ရဲ့လေးစားအကြတဲ့ဒီအက်တာတွေထဲမှာပါတယ်ပေါ့နော်အဲဆိုတော့ဟိုအကိုဆရာနေလဲဟိုတင်ယူကြရအများကြီးရှိသေးတယ်အိုက်တယ်ဘိုင်းနေပေါ့နော်အဲဆိုတော့စပြီးတော့မှဒီမဟာနေပြီးတော့ဒရိုက်တာကတော့အမျိုးလို့ပြောတဲ့အချိန်မှာ ရှိရချက်ချင်းကိုဒါဇက်ဖက်ပြီးရနဲ့ဒါလက်ခံရေးကူးပြစ်တယ်ပေါ့နော်ဆိုတော့အခုပုံမှန်လေးယုံကြည်တယ်ဟို acting နေလဲအများကြီးကိုယ်ကိုချိန်ချက်စလုပ်ပေးနိုင်မယ်လို့ယုံကြည်လို့ဒီကားလေးကိုလက်ခံရေးကူးပြစ်တာပေါ့ဆိုတော့ရေးကူးတဲ့အချိန်မှလည်းတကယ်ကိုအခက်ခဲမရှိပေါ့နော်အဲဒီကြိုက်တာဘက်မှာပေါ့အခက်ခဲမရှိဘူးအကိုကအသေးစိတ်ကိုပြပြနိုင်တယ်ဒါပြီးရင်ဘာဖြစ်သွားခြင်းလဲဒါပြီးရင်တော့ဘလို့ acting ဖြစ်သွားခြင်းလဲဘလို့မျိုးတော့မလုပ်ခြင်းဘူးအဲ့လိုလေးရာစာပြောပြတဲ့အတွက်ဟိုရေးကူးတဲ့အချိန်မှတော့ဒီရမပိုက်ဆိုး character ကိုအတွက်ဟို တဖက်မှာလည်းကျမရောက်ခက်ခဲတာရှိတယ်လို့တဖက်မှာလည်းကိုယ့်အတွက်အရန်ဟိုဟို relax ဖြစ်တယ်ဟို acting လုပ်ရတာအရန်ကောင်းနေတယ်ဟုတ်တယ်ရှင့်ဒီသစ္စာပြန်သာစီရင်စီဇလန်တွဲမှာဆိုရင်ပါဝင်တဲ့ character တိုင်းက main main နေပဲ main cast တွေပဲလုံးဝအဲဟို support support လုပ်ရတဲ့ character တွေဆိုရင်လည်းတကယ်သူတို့အတွက်လောက်ွက်လေးရတဲ့နေရာကောင်းနေအဲဆိုတော့သူတို့လည်းအများကြီးစူးစမ်းထားကြတာကိုဒါ series အဲဒါနောက်ထပ်အပိုင်းတွေမှာလည်းအများကြီးတွေ့ရမှာပေါ့အဲ့ဒါကတော့ဟိုအချိန်တစ်ခုပေါ့နော်ရွှေလောက်ခဲ့ရတဲ့ဟာရှိတယ်အဲ ရွှေနားရတာပေါ့နော်နားရတဲ့အပိုင်းလေးလည်းရှိတယ်ဟိုအဲ့ဒါဆိုရင်ရွှေနှစ်လသုံးလလောက်ကတော့ကောင်းကောင်းလေးနားတယ်နားပြီးတော့မှဒီဒူးပြန်အဆင်ပြေဖို့အတွက်ပေါ့နော်မဆိုအဲပုံမှန်အဲ့အချိန်တုန်းကဆိုရင်ဒီလိုမျိုးပွဲတပွဲသွားပြီးပြီဆိုရင်တောက်လဲစီးရတာဟိုဆိုတော့အများအချိန်အကြာကြီးလည်းရွှေမစီးနိုင်ဘူးအဲပြီးရင်ညဆိုရင်ကြိုက်တညလုံးကြိုက်တာအဲဆိုတော့ကောင်းကောင်းလည်းမအိပ်ရအောင်ဆိုတော့နားခဲ့ရတဲ့အချိန်ကြီးလည်းအများကြီးရှိတယ်အဲအခုအချိန်ထိလည်းတချို့ဟိုဟိုပါပေါ့ ဟိုတစ်ခါကြီးကျတော့မတော်တဆလေးပြန်ပြန်ပြီးနာဝရှင်နာဝရှင်အဲ့နှစ်ရက်သုံးရက်ပြန်ပြန်နာပြီးရတယ်ရှူရအခုလည်းအခုလည်းရှူရတောက်လျှောက်ကြီးလုံနေရတာမဟုတ်တကားပြီးတိုင်းအဲခြားထဲမှာဟိုဒိုးအနာပြရတဲ့အချိန်လေးရှိရပေါ့နော်ဆိုတော့အဲ့လိုလေးပဲလေပက်နေရပေါ့အယုတ်တီယာဆိုတော့ဟို ခဏလေးနေတော့ပျောက်သွားမှာမဟုတ်ဘူးလीเนาะဆိုတော့အရွက်ကနည်းနည်းလေးအချိန်ယူရတယ်ကာရက်တာတိုင်းကတော့ပြမန်းနေဆိုပေမဲ့ရူရအဲ့ဒီစီးရိုက်တဲ့အချိန်မှာအဲ့လိုဟိုကြက်မိုက်ရေးကြောင်းပေါ့နော်ဟိုစီးရီတောက်နေရမျိုးရှိတယ်အဲဆိုတော့အဲ့ဒီစီးတချို့စီးရီကကျတော့အရင် H နော် H နဲ့အချိန်မှာ H နဲ့စိတ်နဲ့အိုက်တင်ကိုလည်းကြိုးစားပြောမှလောက်ရတယ်ဆိုတော့ဒီအပိုင်းလေးတွေပါပဲကျန်တဲ့အပိုင်းတွေကတော့ဟိုကိုယ်အတွက်ဟိုအရင်ခက်ခဲခဲ့တာမရှိပါဘူးနော်ပြောသူ writer ကတကယ်ဟိုခိုင်လိုင်းပြနေတဲ့ writer ဖြစ်တဲ့အတွက်ဟိုဒီ writer ဘိုင်းမှာတော့ အရင်ကအဆင်ပြေခဲ့တယ်။အားလုံးကတော့လေတီချာလေးကိုအတွက်ကိုလည်းကြည့်ပြီးတော့မှလုပ်ပေးကြပါတယ်။တချို့အဲဒူးထောက်ရမယ့်စင်းတွေတို့ဘာလို့ဆိုရင်ဒူးအဲဟိုတခြားနည်းပြန်စဉ်းစားပေးကြရဲပေါ့နော်။ဒူးကိုရမယ့်ဟာမျိုးတို့ဘာလို့ဆိုအဲရှူရီဘက်ကလည်းဟိုဒါဟိုကိုလုပ်ပေးနိုင်တဲ့ထက်ကိုအကောင်းဆုံးကြိုက်တာတိုင်းကိုစူးစမ်းပေးပါတယ်။ဆိုတော့ဟိုပြင်းပြင်းထန်ထန်လုပ်ရမယ့်ဟာတို့ဘာလို့ဟိုဒါကတော့ကိုဇက်ဖက်တဲ့အချိန်မှာကိုသိပြီလေဒီဒီလိုမျိုးလုပ်ရမယ့်ဟာတွေပါလားမပါဘူးလား။ဆိုတော့ဒါလေးတွေကိုဟိုနည်းနည်းလေးဟိုရှူတဲ့ Okay. ြည့်ပြီးနည်းနည်းညှိပေးလို့ရမလားလို့ပြောဆိုအကုန်လုံးတော့ညှိပေးကြတာပါပဲဒါဟိုအရင်ကြီးစိုးရတဲ့အချိန်မဟုတ်တဲ့အတွက်ပြင်းပြင်းထန်ထန်လည်းမဟုတ်တဲ့အတွက်အလုံးကတော့ဟိုကြိုက်တဲ့အချိန်မှာအဆင်ပြေပြေပါပဲအဲအဓိကတော့ဒီမမူသွင်တို့လီလီသွင်တို့ညီမနှစ်ယောက်နဲ့ထိတ်တိတ်ချဲရတဲ့ဆင်းနေအဲဒါဟိုကို့အဖေနဲ့ဒါစကားပြောပြီးတော့မှအဲစိတ်နန္ဒနဲ့ပြောရတဲ့ဆင်းမျိုးတွေဆိုတော့အဲချိန်ပါတယ်ဆင်းလေးတော်တော်များများချိန်တယ်နောက်ပိုင်းညအချိုလေးတွေလည်းပါတော့ကြတော့ရူရဲ့ရိုမန့်စ်လေးချိန်တော့ရိုမန့်စ်လေးလည်းပါတော့ အဲ့ဒီဆင်းလေးလေးကြိုက်တယ်ဒီလပိုင်းနဲ့တော့ရွှေရွှေရုပ်ရှင်ဇာတ်ကားလေးပေါ့နော်ရာသပန်ငတ်ကောင်မလေးဆိုတဲ့ရုပ်ရှင်ဇာတ်ကားရုပ်တင်မှုရှိပါတယ်အဲဆိုတော့ဟိုကိုက်တီကတော့အဲနောက်လာမလောက်မှာပဲပြန်ဆမယ်ပေါ့ရွှေရွှေဟုတ်ရွှေရွှေတို့ရဲ့သစ္စာပြင်သာစီရင်စီဇလန်တွေကိုမဟာ application မှာပြသနေပြီဖြစ်တဲ့အတွက်အဲအားလုံးပဲဒါမဟာ application မှာပဲအဲကြည့်ပေးကြဖို့ရွှေရွှေကတောင်းဆိုချင်ပါတယ်ရှင်